မင်္ဂလာပါရှင်လေဗယုတ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပါမယ်ဒီကနေ့မှာတော့ရှားရီသမရပိုချုပ်မှုကြီးမြောင်းလိုင်းရဲ့ဖိတ်ကြားချက်အရမကြမီကာလာတွင်ဘယ်လာရုသမရမြန်မာနိုင်ငံတို့တရားဝင်ချစ်ချီခီလာရောက်မယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်မှာပါဒီသတင်းအပြင်မြမစာဆရာကြီးဂုံထူးဦးသိန်းနိုင်အသက်89နှစ်အရွယ်တွင်ကွယ်လွန်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားများအတွက်ယာယီကာကွယ်ခန့်အဆင့် TPS တင်ထိုင်ခွင့်ကိုရုပ်သိမ်းနေလို့ Trump ရဲ့ဆိုရကထုတ်ပြန်နေတဲ့တယ်။အသင်းဖော် Michael King ကိုတိုက်ခိုက်ခဲ့တဲ့ဂေးရီပြန်လည်တောင်းပန်နေတဲ့အစားရှိတဲ့များကိုတင်ဆက်မှာပါ။ဦးဆောင်တဲ့ပုံအနေနဲ့ရှားရီသမရာကိုဂျိုမူဂျီမြောင်းလာရဲ့ဖိတ်ကြားချက်အရမကြမီကာလာတွင်ဘေလာရုသမရာမြန်မာနိုင်ငံသို့တရားဝင်ချစ်ချစ်ရေးခီးလာရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ ရှားရီသမရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့ဖိတ်ကြားချက်အရာမကြာမီကာလအတွင်းဘယ်လာရုသမရာမြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခီးလာရောက်မှာဖြစ်ကြောင်းသိရပါသည်ရှားရီသမရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့ဖိတ်ကြားချက်အရာမကြာမီကာလအတွင်းဘီလာရုသမရာမြန်မာနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခီးလာရောက်မှာဖြစ်ကြောင်းသိရပါသည်ရှားရီသမရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့ဖိတ်ကြားချက်အရာဘယ်လာရုသမရာနိုင်ငံသမရာ မစ္စတာအလက်ဇန်းဒါလူကာရှန်ကိုဟာမြန်မာနိုင်ငံသို့ပကြမီကာလာအတွင်းတရားဝင်ချစ်ချစ်ရေးခီလာရောက်မှာဖြစ်ပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာစာဆရာကြီးကိုထူးဦးသိန်းနိုင် အသက်89နှစ်အရွယ်တွင် ကွယ်လွန်တဲ့သတင်းကိုတင်ဆက်ပါမယ်။အသက်89နှစ်အရွယ်ရှိမြန်မာစာဆရာကြီးကိုထူးဦးသိန်းနိုင်ကွယ်လွန်ခဲ့ကြောင်းသိရပါသည်။ ကျွန်တော်ဘွားရဲ့ဂျေဆုရှင်မြမစာဆရာကြီးဂုံထူဦးသိန်းနိုင်ဒီနေ့မနက်9:55မိနစ်မှာကွယ်လွန်သွားရှာပါပြီလို့ဂုံထူဦးအောင်ခိုင်ကပြောကြားပါတယ်။လက်ရှိတွင်ဆရာကြီးရဲ့ရုပ်ကလက်ကိုနေအိမ်မှာထားရှိပြီးနိုဝင်ဘာလ29ရက် နေ့လယ်3နာရီမှာမြောက်ကလာပါရှိ ရေဝေးတုတ်တံမှာတချို့မှာဖြစ်ကြောင်းသိရပါတယ်။ဆရာကြီးကိုမြမတိုင်းရင်သမားတော်ကြီးဦးတနာ အမိမူလာရန်ချောင်းဆရာမကြီးဒေါ်အေးစိန်တို့မှ စကိုင်းတိုင်းမုံရမြို့နယ်စင်ကြုံကျေးရွာမှာဝင်ခွာခဲ့တာဖြစ်ပါတယ်။မုံရမြို့အမတ်နှင့်အာထာကမှ1955ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းကို တနိုင်ငံလုံးမှာတဦးသေးသောမြမစာကုံတူးရှင်ဖြစ်အောင်မြင်ခဲ့သူဖြစ်ပြီးအလဲတန်းအထက်တန်းကျောင်းသားဘဝစာပေပြိုင်ပွဲများ၌ပထမဆုပေါင်း20ကျော်ရရှိခဲ့ပါတယ်။မြမစာအဖြေကျော်ဆရာတင်မိုးနှင့်1958 ဘဝကျေးမုံစာကျေးမုံစာဆိုရိုးရဲ့ဘဝနဲ့စာပေ1959ဂုံတူးစာစီစာကုန်းများ1962ညောင်ရွက်ကဲတဲ့ကလီဟန်လုံချင်းဝိထုဆရာမင်းနီနဲ့1963တော်ဝင်စာမုံဦးတန်းထွန်းနေသရရဲ့အစေး1964စာရင်စာစီစာကုန်းများ1964လမ်းတဲ့စာစီစာကုန်းများ1964 လူရည်ကြုံစစည်းစာကုန်းများနဲ့နှစ်စင်းထုံအထမတန်းနဝမတန်းတက္ကသိုလ်ဝင်တန်းတင်ရုံးကုံစာအုပ်များအထူးထုံများ1964မြမစာပေအထွေထွေ1965ဂုံနုတပ်ပုံကျန်1966ကြပြပန်းမြိုင်1966ဆီယာလုံမြမစစည်းစာကုန်း1969မြမဇတ်တပင်သမိုင်း1963ခုနှစ်အနုပညာစာပေတရိယာစု1968 မြမရုပ်ဆောင်သပင်အမျိုးသားစာပေဒုတိယဆု1968ဆီယာလော့မြမစာစီစာကုန်1968မြမစာထီက1968မြမစာစီစာကုန်များ1992ဘန်းစပယ်စာစီစာကုန်များ2000ရွှေတောင်တောင်စာစီစာကုန်းများ2003ရွှေပြည်တန်းစာစီစာကုန်းများ2003နဲ့ဂုံထူးမော်ကွန်ရွှေအတုစာစီစာကုန်းများ2006ထုတ်ဝေခဲ့ပါသည်ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားများအတွက်ယာယီအကာအကွယ်ခန်းစစ် TBS နေထိုင်ခွင့်ကိုရုတ်သိမ်းတယ်လို့ Trump ရဲ့အဆိုအရကထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပါမယ်။ Trump အဆိုအရကမြန်မာနိုင်ငံသားများကိုအမေရိကန်ပြည်ထောင်စုမှာပြန်ပို့ခြင်းအားအကာအကွယ်ပေးထားတဲ့ယာယီအကာအကွယ်ပေးမှုများကိုအဆုံးသတ်လိုက်ပြီလို့နိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ယာယီကောက်ွယ်ပေးခြင်းများကိုအဆုံးသတ်လိုက်ခြင်းကအမေရိကန်ပြည်ထောင်စုမှယာယီကောက်ွယ်ပေးထားသောအဆင့် TPS နှင့်နေထိုင်နေကြတဲ့မြန်မာနိုင်ငံသား၄000ဝန်းကျင်ကိုတက်ရောက် မှာဖြစ်ပါသည်။ TBS ကင်ထားသူများဟာမူလနိုင်ငံသို့ပြန်ပို့ခံရခြင်းမှာအကာအကွယ်ရရှိထားသူများဖြစ်ပြီးအလုပ်လုပ်ခွင့်ရရှိကြသူများဖြစ်ပါသည်။စစ်ပွဲတဘာဝပေးရနေရဲ့အခြားထူးခြားတဲ့ဖြစ်ပျက်များကြောင့်၎င်းတို့ရဲ့မူလနိုင်ငံများသို့၎င်းတို့ပြန်ကြတဲ့အခါအနေရရှိနိုင်တယ်လို့ယူဆထားသူများကို TBS နဲ့နေထိုင်ခွင့်ပြုထားပါသည်။ လူဝင်မှုကြီးကြပ်ရေးကိစ္စများကိုအလုံးစုံပြောင်းလဲမှုများလှုပ်ဆောင်နေတဲ့တမောက်ဒနေထရန်ကအာဖဂန်နစ္စတန်၊ကင်မရွန်၊နီကာရာဂွာ၊ဆီးရီးယား၊တောင်ဆူဒန်၊ဗင်နီဇွဲလာတို့မှနိုင်ငံသားများကို TPS နဲ့နေထိုင်ခွင့်များရှုတ်သိမ်းခဲ့ပါသည်ဆိုမာလီယာနိုင်ငံသားများကိုလည်း TPS နေထိုင်ခွင့်ရုပ်သိမ်းရလိမ့်မယ်လို့နိုဝင်ဘာလ22ရက်နေ့မှာထရန့်ကကြေညာခဲ့ပါတယ်။ 2021ခုနှစ်မှာမြန်မာနိုင်ငံမှာတက်မတော်ကအာဏာလွှတ်ပြယူခဲ့ပြီးတဲ့နောက်အမေရိကန်ကမြန်မာနိုင်ငံသားများအတွက် TPS နဲ့နေထိုင်ခွင့်ကိုတည်တံ့တူပေးခဲ့ပါသည်။မြန်မာနိုင်ငံရှိအခြေအနေများကိုသုံးသပ်ခဲ့ပြီးတဲ့နောက် TPS နေထိုင်ခွင့်ကိုရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့အမိမေလုံးချုပ်ရေးဝန်ကြီးခရစ်စတီနိုရန်ကပြောကြားခဲ့ပါသည်။လနဲ့ကန်တော်လိုင်းရေးဖွဲ့များကိုစစ်စင်ရေးများဆက်လက်လှုပ်ဆောင်နေခြင်းကြောင့်မြန်မာနိုင်ငံဟာလူသားချင်းစာနာမှုဆိုင်ရာစိန်ခေါ်မှုများကိုဆက်လက်ရင်းဆိုင်နေရတယ်လို့နိုရန်ကပြောကြားခဲ့ပါသည်။ ဒါပေမဲ့လည်းနိုင်ငံအဆင့်နဲ့အရက်ဒေတာအဆင့်ဆင့်တို့မှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးတို့တွင်တိုးတက်မှုများရှိနေရလို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အသင်းဖော်မိုက်ကဲကင်းကိုတိုက်ခိုက်ခဲ့တဲ့ဂေးရီပြန်လည်တောင်းမတဲ့သတင်းကိုတင်ဆက်ပါမယ်။ Everton ကွင်းနဲ့ကစားသမားဂေးရီကမန်ယူနိုက်တက်နဲ့ပွဲမှာအသင်းဖော်မိုက်ကဲကင်းကိုကိုထိလက်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဲချင်း73မိနစ်မှာဂေးအီနဲ့မိုက်ကယ်ဂင်းတို့အခြေတင်ဖြစ်ပွားခဲ့ပြီးမိုက်ကယ်ဂင်းကနှစ်ချိန်တိုင်တွန်းခဲ့ပြီးတဲ့နောက်ဂေးအီကကိုတိလက်ရောက်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ဂိုသမားပစ်ဖို့ကသူတို့နှစ်ဦးကြားလူစုခတ်ခဲ့ပြီးတဲ့နောက်ဒိုင်းလူကြီးကဂေးအီကိုတိုက်ရဲအနီးကပ်ပြသခဲ့ပါတယ်။ ပွဲပြီးမှခေကြီးကပထမဆုံးကျွန်တော်အတင်းဖော်မိုက်ကယ်ကင်းကိုတောင်းပန်လိုပါတယ်။ဒီဖြစ်ရဲ့အတွက်ကျွန်တော်မှာတာဝန်အပြည့်အဝရှိပါတယ်။ကျွန်တော်အတင်းဖော်တွေဝန်ထမ်းတွေပရိသတ်တွေနဲ့ကလပ်ကိုလည်းတောင်းပန်လိုပါတယ်။ဖြစ်ပျက်ခဲ့တာတွေကကျွန်တော်ဘသူလဲကျွန်တော်ရှိခဲ့တဲ့တက်မိုးတွေကိုထင်ဟက်စေတာမဟုတ်ပါဘူး။စိတ်ခံစားချက်ကအမြင့်ဆုံးအထိရောက်ရှိနိုင်ပါတယ်။ဒါပေမဲ့ဒီအပြုမှုမျိုးကဘာမှအကြောင်းပြချက်ပေးလို့မရပါဘူး။နောက်တစ်ချိန်ထပ်မဖြစ်အောင်ကျွန်တော်လုပ်ပမယ်လို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ အတင်းသားအလုံးရှိမှလဲဂေးရီကဝင်ချတောင်းပန်ခဲ့ပြီးအတင်းဖော်ရီကလက်ခုပ်အောပါပေးခဲ့တယ်လို့အေဗာဒန်နီးပြဒေးဗစ်မွိုက်ကပြောခဲ့ပါတယ်။ဒါပေမဲ့ဒေးဗစ်မွိုက်ဟာအတင်းဖော်ရီအကြားအဲ့လိုစိတ်ဆန္ဒပြင်းပြတဲ့တိုက်ခိုက်မှုမျိုးကိုနှစ်တည်းလို့လဲမှတ်ချက်ပြုခဲ့ပါတယ်။11ရုပ်တရရဲ့ညနေခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းချိန်ခါဖြစ်ကြပါစေရှင်